ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကစီဂျူစီမက်ဖော်မင်တောက်ရင်ကြောက်ကက်ထီမာလာနဲ့စီဂျူနဲ့စိတ်ဖိစီးခြင်းဆိုတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။စီဂျူယောဂရှင်နိုင် မက်ဖော်မင်လို့ပြောလိုက်ရင်မသိတဲ့သူမရှိပါဘူးနော်။တချို့များဆိုဆရာဝန်မညိုးမဲနဲ့တောင်သွေးကြိုလေးတက်ပြီးဆိုတာနဲ့မက်ဖော်မင်လေးဝယ်တောက်ကြတာတွေတောင်ရှိပါတယ်။ မက်ဖော်မင်ကအမျိုးအစားနဲ့စီဂျိုယောဂါမှာထိတ်တန့်စေတလက်ဖြစ်တာကြောင့်စောက်ကိုပြီးဆိုရင်မက်ဖော်မင်နဲ့စားလေးရှိပါတယ်။ဒါပေမဲ့တချို့လူနာတွေက ကိုယ့်အကူစီဂျိုရှိနေတာအကောင်းသားမက်ဖော်မင်လေးဆွဲတောက်လိုက်တာဘယ်တော့မှမကြောက်ဘူး။ကြောက်ကပ်ပြက်ပါရောလားဆိုပြီးပြောလေးရှိပါတယ်။ဒါကတကယ်ပဲလားတဲ့။ဆလပီမက်ဖော်မင်နဲ့အမျိုးအစားနဲ့စီဂျိုယောဂါအကြောင်းကိုရှင်းပြပေးသွားပါမယ်။ အမျိုးအစားနှစ်စီးကြိုယောဂမှာမက်ဖော်မင်က ထိတ်တန်းစေဖြစ်တဲ့အတွက်စီးကြိုလူနာတော်တော်များများမှာတခြားသောချွင်းချက်မရှိရင်မက်ဖော်မင်နဲ့စပေးလေးရှိပါတယ်။ဒီကြားထဲမှာလည်းမက်ဖော်မင်နဲ့စီးကြိုထိန်းထားနိုင်တဲ့ဆိုရင်ဒီဆေးပဲစပေးလေးရှိပါတယ်။ဒီတော့စီးကြိုလူနာတွေက မက်ဖော်မင်ကိုနှစ်ချီဆွဲတောက်ရလေးရှိပါတယ်။မက်ဖော်မင်ကကြောက်ကထိတတ်သလားတဲ့။မက်ဖော်မင်ကကြောက်ကကိုမထိခိုက်စေပါဘူး။ ဒါပေမဲ့ကြောက်ကက်ကနေတဆင်မက်ဖော်မင်ကို စီးကနေစွန့်ထုတ်ပေးပါတယ်။ဒါကြောင့်ကြောက်ကက်မကောင်းတဲ့အခါခန္ဓာကိုယ်ထဲမှာမက်ဖော်မင်တွေပုံလာပါတယ်။ဒီကနေမှဘေးထွက်ဆိုးကျိုးအနေနဲ့ lactic acid တွေတွေးရများလာပြီး lactic acidosis လို့ခေါ်တဲ့နောက်ဆက်တွဲပြဿနာကို ဖြစ်စေနိုင်ပါတယ်။ဒါကအသက်အန္တရာယ်ထိခိုက်တဲ့အထိဒုက္ခဖြစ်စေနိုင်ပါတယ်။ဒါဆိုရင်ဘာကြောင့်ကြောက်ကက်မကောင်းရင် metformin ရရတာလဲတဲ့ ကြောက်ကမကောင်းတဲ့သူတွေကိုမက်ဖော်မင်ပေးလို့မရှိပါဘူး။ကြောက်ကမကောင်းတာကြောင့်မက်ဖော်မင်ကိုကောင်းကောင်းမစွန့်ထုတ်နိုင်ခဲ့ရင်အပေါ်မှာပြောခဲ့တဲ့ lactic acidosis ဆိုတဲ့ပြဿနာဖြစ်နိုင်လို့ပါ။ဒါကြောင့်လည်းစီဂျိုလူနာတွေကိုစိတ်မပေးခင်ကြောက်ကတတ်ဆက်တယ်လို့ရချိန်လာပြရင်လည်းကြောက်ကတတ်ဆက်တာပဲဖြစ်ပါတယ်။ဒါကြောင့်လူနာရီအနေနဲ့မိမိကြောက်ကကောင်းမမသိမကောင်းမမသိ ။သွေးကြိုတတ်တိုင်းကိုယ်တဘောနဲ့ကိုမက်ဖော်မင်မတောက်ဖို့လိုပါတယ်။ရက်ချိန်လေးမှန်မှန်ပြပြီးကြောက်ကတ်တက်စစ်ဖို့လည်းလိုအပ်ပါတယ်နော်။ဒါကြောင့်ခြုံပြောရရင် မက်ဖော်မင်ကြောင့်ကြောက်ကတ်ပြတ်တာမဟုတ်ပဲကြောက်ကတ်မကောင်းတဲ့လူနာတွေမှာမက်ဖော်မင်ပေးလို့မရတာဖြစ်ပါတယ်။မက်ဖော်မင်တောက်ရင်ကြောက်ကပြတ်သွားတာတွေ့ဘူးတဲ့ဒီလိုမျိုးဖြစ်ရတဲ့အကြောင်းတွေကတော့စီဂျိုရှိတာကိုအတိနောက်ကြတယ် တိတဲ့အချိန်မှာကြောက်ကက်ကပြတ်နေပြီဒါပေမဲ့ကြောက်ကက်ကိုမဆက်ပဲတွေးကြိုရှိတာနဲ့မက်ဖော်မင်ကိုကိုယ်တော်နဲ့ကိုယ်တောက်တာစေကန်တော်လေဒီစေးပဲပေးတာပဲဆိုပြီးရက်ချင်းမမှန်မပြကြောက်ကက်မမှန်မဆက်ပဲနဲ့မက်ဖော်မင်ကိုဆက်တောက်တာမက်ဖော်မင်ပဲတောက်ပြီးစီဂျိုတေချာမထင်းတာကြောင့်ကြောက်ကက်ပြက်လာတာစတာတွေကြောင့်ပဲဖြစ်ပါတယ်ဒါတွေကမက်ဖော်မင်နဲ့မဆိုင်ပါဘူးနော်ငကိုကလေးကကြောက်ကက်ထိနေတာ စီဂျိုတေချာမထိန်နိုင်တာကြောင့်ဖြစ်လာတဲ့ပြဿနာတွေပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင် စီဂျိုလူနာတွေမှာမက်ဖော်မင်လဲတောက်စီဂျိုလဲတေချာထိန်မယ်ဆိုရင်ကြောက်ကပြက်မာကူရောင်တားနိုင်မှာဖြစ်ပါတယ်။တွေးထဲမှာလက်ထိပ်ပမာဏတွေများလာတဲ့အခါအက်ဆစ်တက်ကဲတာတွေဖြစ်လာတတ်ပါတယ်။ဒါတွေကအချိန်မီမကုတဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်လို့သူ့ရဲ့လက္ခဏာတွေကိုတိထားတင်ပါတယ်။ ်အထူးသဖြင့်ကြောက်ကတ်တ်မဆွက်ပဲကိုတဘောနဲ့ကိုစေးတောင်းနေတဲ့သူတွေရချိမ့်မမှန်မပြပဲနှစ်ရှိဆွဲတောင်းနေတဲ့သူတွေက ပိုတိထားဖို့လိုအပ်ပါတယ်။သူရဲမှာလက်ထိတ်တက်တွေများပြီးအက်စစ်တက်လွန်ကဲတဲ့အခါတတိမကောင်းတာအသားနဲ့မျက်လုံးတွေဝါလာတာအသက်ရှူရခတ်လာတာရင်တုံလာတာကြွက်သားတွေနာတာဗိုက်အောင်တာနှုံးပြီးအိတ်ချင်တာဝမ်းလျှော်တာပြုတ်အန်တာ အစာတောက်ပြတ်တာခေါင်းကိုက်တာစတဲ့လက္ခဏာတွေကိုခံစားရစေပါတယ်။ပို့ပြီးတိတ်ချခြင်းရင်တော့သွေးဖောက်ပြီးလက်ထိတ်တက်ကိုစက်ကြည့်ဖို့လိုအပ်ပါတယ်။စီဂျိုရှိတဲ့လူနာတွေအနေနဲ့ဒီလိုဝေဒနာတွေခံစားနေရပြီးဆိုရင်နှီးစက်ရဆေးရုံဆေးကန်ကိုတွားပြီးကုသမှုခံယူတင်ပါတယ်။ဆက်လက်ပြီးတော့စီဂျိုနဲ့စိတ်ဖိစီးခြင်းဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားပါမယ်။ စိတ်ဖိစီးတာက အချိန်နေအမျိုးမျိုးနဲ့မဖိတ်ခေါ်ပဲရောက်လာတတ်ပါတယ်။ကလေးကစားလို့လူကြီးအထိစိတ်ဖိစီးမှု မရှိသူဆိုတာမရှိတော့ပါဘူး။စိတ်ဖိစီးတာကအရန်များလာမယ်။အချိန်အားဖြင့်ကြာမြင့်လာမယ်ဆိုရင်စိတ်ရောကိုယ်ပါထိခိုက်လာစေနိုင်ပါတယ်။ဒီတစ်ခေါက်တော့စီးကြိုယောဂရှိသူတွေမှာဖြစ်တဲ့စိတ်ဖိစီးမှုအကြောင်းလေးပြောပြပေးသွားပါမယ်။ စိတ်ဖိစီးမှုကစီးချိုယောဂါကိုဓာတ်ရိုက်မဖြစ်စေနိုင်ဘူးဆိုပေမဲ့တွေးတွင်တကြားတဲ့ပမာဏအပေါ်မှာတော့တည်ရောက်မှုရှိနေပါတယ်။ဒီတော့စီးချိုယောဂါရှိသူတွေအနေနဲ့စိတ်ဖိစီးမှုကြောင့်ထိခိုက်မှုကင်းစေဖို့ဂယုဆိုင်ကာကွယ်နည်းလေးတွေကိုအတူတူကြည့်လိုက်ကြရအောင်နော်။စီးချိုနဲ့စိတ်ဖိစီးခြင်းစီဂျိုယောဂခံစားနေရသူတို့အူဟာတွေးဂျိုပမာဏအတိုင်းတာတွေကြောင့်စိတ်ဖိစီးမှုတွေဖြစ်နိုင်ပါတယ်။ စီးကျူနဲ့စိတ်ဖိစီးခြင်းကဒွန်သွင်းနေပါတယ်။စီးကျူကြောင့်စိတ်ဖိစီးမှုတွေက ပုံမှန်ထက်ပိုဖြစ်နိုင်ပါတယ်။ဒီအခြေအနေကိုကောင်းစွာမဖြေရှင်းနိုင်ဘူးဆိုရင် နေစဉ်ဘဝတွေမှာအခက်အခဲရှိလာနိုင်ပါတယ်။စိတ်ဖိစီးမှုကိုရှောင်လွှဲဖို့ကလုံးဝမဖြစ်နိုင်ပါဘူး။ဒါပေမဲ့အလွယ်တကူကြော်ဖြတ်နိုင်စေဖို့လှုပ်ဆောင်လို့ရတဲ့အချက်လေးတွေတော့ရှိပါတယ်။ဒီအချက်လေးတွေကစိတ်ဖိစီးမှုဖြစ်တာတွေကိုရှင်းချပေးပြီး စိတ်ခံစားမှုပိုင်းဆိုင်ရာကျန်းမာစေဖို့ထောက်ကူပေးနိုင်မှာဖြစ်ပါတယ်။ဒီတော့စိတ်ဖိစီးမှုဆိုတာပါလေတဲ့။စီးကြုံနဲ့စိတ်ဖိစီးမှုအကြောင်းနဲ့စိတ်ဖိစီးမှုတွေကိုရော့ပါအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီးလန်းလေးတွေကိုအတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်။စိတ်ဖိစီးမှုဆိုတာပါလေတဲ့။စိတ်ဖိစီးမှုဆိုတာအတိတ်အတိတ်တော့အခြေအနေတွေ ခက်ခဲတဲ့အခြေအနေတွေကိုကြုံတွေ့ရတဲ့အခါစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာကပါတုံ့ပြန်တဲ့အနေအထားပါစိုးရင်စိတ်တမျိုးလို့ခေါ်တာပေါ့နော်ဒီလိုစိတ်ဖိစီးမှုက ကာလတူပဲခံစားရတာမျိုးရှိတယ်လို့အချိန်အတော်ကြာတဲ့အထိလဲခံစားရတာမျိုးရှိပါတယ်တချို့တော့စိတ်ဖိစီးမှုတွေက နေ့မကူပဲပျောက်သွားတတ်ပေမဲ့တချို့တော့စိတ်ဖိစီးမှုတွေကတော့ကာလရှည်ကြာခံစားနေရတာမျိုးရှိတတ်ပါတယ် ငွေကြေးအခက်အခဲပေါင်းတင်ဆက်ဆံရေးကိစ္စတွေချစ်ခင်ရင်းနှီးရတဲ့သူတဦးကို ဆုံးရှုံးရတာကြောင့်စိတ်ဖိစီးမှုတွေခံစားရနိုင်ပါတယ်။ဒါတွေက ကာလရှည်ကြာခံစားရတဲ့စိတ်ဖိစီးမှုပါ။စီဂျုံနဲ့စိတ်ဖိစီးခြင်းကြာမှာဘလို့တွေဆက်ဆက်မှုရှိနေလဲတဲ့။စိတ်ဖိစီးမှုကို ခံစားလာရပြီးဆိုရင်ခန္ဓာကိုယ်ကကော်တီဇောနဲ့အန်ဒရီနလင်လိုမျိုးစိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ဟော်မုန်းတွေကိုထုတ်လုပ်လိုက်ပါတယ်။ ်ဒီလိုဟော်မုန်းတွေထွက်ရှိလာတာကခန္ဓာကိုယ်ရဲ့အင်ဆူလင်ထုတ်လုပ်မှုကိုအခက်အခဲဖြစ်စေပြီးအင်ဆူလင် resistant အင်ဆူလင်မတိုးတာကိုဖြစ်စေနိုင်ပါတယ်စားလိုက်တဲ့အစားအစာတွေထဲကစွမ်းရည်တွေက cell တွေစီရောက်မသွားဘဲတွေးရင်းတကြားတက်ကိုမြင့်တက်တာမျိုးဖြစ်စေနိုင်ပါတယ်စိတ်ပီစီမှုတွေကအချိန်တိုတိုကြာတဲ့အထိ ပြောင်းမသွားပဲရှိနေမယ်ဆိုရင် တွေးရင်းတကြားတဲ့ကမြင့်တက်ပြီးစီဂျိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြင်းကိုတိုးစေနိုင်ပါတယ်။စိတ်ဖိစီးမှုကစိတ်ခံစားမှုကိုထိခိုက်စေပြီးကျန်းမာရေးကိုဂရုစိုက်မိတာတွေကို ရောကြစေပြီးစိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။အဲတော့စိတ်ဖိစီးမှုတွေကိုလျော့ပါအောင်ဘယ်လိုလုပ်ရမလဲတဲ့။လူတိုင်းလူတိုင်းဟာစိတ်ဖိစီးမှုကိုမတူတဲ့ပုံစံတွေနဲ့ခံစားရနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေကြောင့်စီဂျိုရှိသူတွေအနေနဲ့ထိခိုက်မှုမရှိစေဖို့ဆိုရင်ဒီနီလန်းလေးတွေကအထောက်အကူပြုပေးမှာပါကိုကိုကိုကယူဆိုင်ပါစိတ်ဖိစီးချိန်မှာမမေ့မလျော့လောက်ရမယ့်နီလန်းကကိုကိုကိုတေချာလေးကယူဆိုင်တာပါအစားတောက်ကစားလို့ဈေးတောက်ရတာအထိအစစအရာရာကိုတေချာကယူဆိုင်ရပါမယ်ဒါမှစိတ်ဖိစီးမှုရဲ့နောက်ဆက်တွဲအနေနဲ့သွေးကြောမြင့်တက်တာမျိုးမဖြစ်မှာပါ။ နောက်တစ်ချက်ကတတ်တောင့်တတာနေပါစိတ်ဖိစီးနေချိန်မှာအသက်နိုင်ဆုံးခန္ဓာကိုယ်ကိုတတ်တောင့်တတာဖြစ်အောင်နေပါအေးဆေးနားနေတာမျိုးနှစ်သက်ပြီးစိတ်ပေါ်ပါစေတဲ့ရုပ်ရှင်လိုမျိုး အပန်းပြေစေတဲ့အရာလေးတွေကိုကြည့်တာမျိုးလုပ်ပေးပါနောက်တစ်ချက်ကကြံမာရေးနဲ့ညီညွတ်အောင်စားပါစိတ်ဖိစီးချိန်မှာအစာပိုစားမိတတ်ပါတယ်အထူးသဖြင့်ကျန်းမာရေးနဲ့မညီညွတ်တဲ့အစာအစာတွေကိုပါ ်ဒီလိုစားသုံးမှုကစိတ်ဖိစီးမှုကိုမတက်တာစေပဲစီးကြိုကို ပိုဆိုးစေနိုင်ပါတယ်နောက်တစ်ချက်ကအိတ်ချိန်မှန်အောင်ဂယုဆိုင်ပါစိတ်ဖိစီးမှုကြောင့်အိတ်ပြုံဖို့ခတ်ပေမဲ့အရေးပြတ်တာကခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်တွေကိုထိခိုက်စေပြီး စီးကြိုရှိသူတွေမှာတွေးတွင်းတကြားတတ်မြင့်တက်တာလူမျိုးကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တာကြောင့်အိတ်ချိန်မှန်အောင်ဂယုဆိုင်ပေးပါ နောက်ဆုံးတစ်ချက်ကတော့ရင်ဖွင့်တိုင်မြင်ပါ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါချစ်ခင်ရင်းနီးရသူတွေကိုရင်ဖွင့်တိုင်ပင်လိုက်တာကစိတ်တက်တာရရစေပြီးစိတ်ဖိစီးမှုကိုပြေလျော့စေနိုင်ပါတယ်။စိတ်ဖိစီးတဲ့အခါတယောက်တည်းနေတာကခဏတာလောက်ပဲကောင်းပါတယ်။ဒါကြောင့်စိတ်ဖိစီးလာပြီးဆိုရင်ရင်ဖွင့်တိုင်ပင်ပါလို့အကြံပြုရင်းဒီနေ့အတွက်ဒီမှာပဲရန်နာလိုက်ပြရစေရှင်။